အခုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအယုံစိုက်ကြည့်အောင်အဲ့ဒီမှာဆန္ဒပြသူတွေလမ်းမတွေပေါ်မှာထွက်လာကြပါတယ်သူတို့ဟာမိုဟာမက်ယူနက်စ်ဦးဆောင်တဲ့ယာယီဆူရကိုမြို့သားဗရင်ဂျင်တရားကိုဥပဒေအဖြစ်တရားဝင်ချမှတ်ဖို့တောင်းဆိုနေကြပါတယ်ဒီဗရင်ဂျင်ဟာနိုင်ငံအတွင်းနိုင်ငံရေးပြည်ပြည်ပြောင်းလဲမှုတွေစောင့်ကြဉ်ပေးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်ပြည်ပြည်ပြောင်းလဲမှုတွေကိုစင်ပြခင်မှာဒါကာမြို့ကမြင်ကွင်းတွေကိုကြည့်ပါ လမ်းမတွေပေါ်မှာကြည်တက်တဲ့လူအုပ်ကြီးကိုမြင်ရမှာဖြစ်တယ်သူတို့ဟာမတူညီတဲ့နိုင်ငံရေးပါတီတွေရဲ့ထောက်ခံသူတွေဖြစ်ပါတယ်အလံတွေစိုင်းဘုတ်တွေကန်ဆောင်ထားပြီးကြွေးကြော်တန်းတွေအော်ဟစ်နေကြပါတယ်ဒီဆန္ဒပြသူတွေဟာရှိတ်ဟာဇီနာအစိုးရပြုတ်ကျပြီးတဲ့နောက်မိတ်ဆက်ခဲ့တဲ့ဇူရန်လအမျိုးသားပြည်ရင်ကို အမျိုးသားဆန္ဒခံယူပွဲမှာတဆင့်ဖွဲ့စည်းပွဲအခြေခံဥပဒေထက်ထက်သွင်းဖို့လိုလားနေကြပါတယ်နိုင်ငံရေးပြည်ပြောင်းလဲမှုအတွက် စင်နေတဲ့ဥပဒေအစီအစဉ်မရှိရင်မဲပေးပွဲမကျင်ပနိုင်ဘူးလို့လည်းပြောဆိုနေကြပါတယ်။အဒီအမျိုးသားရွေးကောက်ပွဲကိုနောက်နေ့အစောပိုင်းမှာကျင်ပဖို့ညွှန်လင်းထားပါတယ်။ယနေ့ဘင်္ဂလားဒေ့ရှ်မှာကျောင်းသားတွေနဲ့အလွာအသီးသီးကပြည်သူတွေဟာအမျိုးသားရွေးကောက်ပွဲမကျင်ပခင်ဇူလိုင်လပြည်ညင်းအတွက်ဥပဒေအခြေခံတည်ဆောက်ဖို့တောင်းဆိုနေကြပါတယ်။ဒါပေမဲ့ဒီပြည်ညင်းအပါကြောင့်အရေးကြီးတာလေ။ဘာတွေပါဝင်လဲဆိုတာအနိကကြည့်ကြရအောင်။ ဘယ်ညာရည်ရွယ်ချက်ကတော့နိုင်ငံရေးစနစ်မှာပုံမကောင်းမှုနဲ့ထိန်းချုပ်မှုနဲ့ဟန်ချက်ညီမှုဖန်တီးဖို့ဖြစ်ပါတယ်။ဝန်ကြီးချုပ်ရဲ့အာဏာကိုဟန်ချက်ညီအောင်တမနာကိုပုံမအာဏာပေးဖို့လည်းစီစဉ်ထားပါတယ်။ဗရင်းညမှာလွတ်တော်အမှတ်တွေအတွက်တက်တန်းကန်တာချက်ဂျိုးစီဘဗရင်းညငွေချေလွယ်လွယ်လွယ်မှုနဲ့အချင်းပြတ်ချဆောင်းမှုတာစီရေးစီမင်းတွေပါဝင်ပါတယ်။ဒီဗရင်းညကိုအော်တိုဘာ18ရက်မှာ ိုင်ငံရေးပါတီ24ခုကလက်မရထိုးခဲ့ကြပါတယ်လက်မထိုးသူတွေထက်မှနိုင်ငံရဲ့အကြီးဆုံးအစ္စလမ်ပါတီ Jama'i Islami ပါဝင်ပါတယ် Jama'i Islami နဲ့အခြားနိုင်ငံရေးပါတီခုနှစ်ခုထောက်ကမ်းသူတွေစာနာပြောက်ပွဲမှာပါဝင်ခဲ့ကြပါတယ်ရွေးကောက်ပွဲစနစ်မှာအချိုးကျကိုစားပြုမှုစနစ်ကိုလိုက်နာဖို့လိုလားနေကြပါတယ်ဒါဆိုရင်မဲပေးသူအုပ်စုအတီးအတီးကိုလွတ်တော်မှာတရားမျှတစွာကိုစားပြုနိုင်မှာဖြစ်ပါတယ်။ဆရာပြခေါင်းဆောင်တူကအခုလိုပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ free water ရှိမှဒူးမထောက်ပါဘူးအထင်ဖြစ်နေကြပါပြည်သူတောင်းဆိုချက်တွေမဖြစ်ဆိုမချင်းကျွန်တော်တို့ရဲ့လှုပ်ရှားမှုကမရတတ်နိုင်တဲ့ swine in နဲ့ဆက်လက်ရှိနေမှာဖြစ်ပါတယ်ဘုရားသခင်အလိုတော်ရှိပါစေနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ဟာလည်းပြည်ရင်ကိုလက်မရှိထိုးခဲ့ပါတယ်ရခိုင်ဝကြီးချုပ်ခလီတာစီယာဦးဆောင်တဲ့ BNP က UNICEF အစိုးရကဇူလိုင်လမြို့သားပဒိညအကောင့်ထဲပေါ်နေမှုကြောင့်ရွေးကောက်ပွဲကိုနောက်နေနေတယ်လို့ဆိုဆွဲထားပါတယ်။ BNP ကမြို့သားရွေးကောက်ပွဲနဲ့ဇူလိုင်လပဒိညဆိုင်ရာစနခန့်ယူပွဲကိုတရက်တည်းကျင်းပဖို့လိုလားနေတယ်လို့သိရပါတယ်။ဒါပေမဲ့မြို့သားနိုင်ငံရေးနိုင်ငံသားပါတီ NCP ကတော့စနခန့်ယူပွဲကိုအရင်ကျင်းပပြီးမှမြို့သားရွေးကောက်ပွဲလုပ်ဖို့လိုလားပါတယ်။ဂျမအီအစ္စလာမီကလည်းရွေးကောက်ပွဲမတိုင်ခင်စနခန့်ယူပွဲ အရင်ကျင်းပတင်တယ်လို့သဘောတူပါတယ် BNP တခုတည်းပဲစနတ်ခန့်ယူပွဲနဲ့ရွှေကောက်ပွဲတရက်တည်းကျင်းပတင်တယ်လို့တောင်းဆိုနေပါတယ်ဘင်္ဂါဒေ့ရှ်အရှင်မင်းကရခိုင်ဝန်ကြီးချုပ်စိတ်ဟာစိနာအစိုးရကိုစန့်ကျင်တဲ့အချမ်းဖက်အထူးကျုံရင်ဆိုင်ခဲ့ရပါတယ်။ကျောင်းသားဦးဆောင်တဲ့စနပြပွဲတွေဟာ2024ခုနှစ်ဇူလိုင်လမှာစတင်ခဲ့ပြီး2024ဩဂုတ်လမှာသူမရဲ့အစိုးရကိုဖြုတ်ချခဲ့ပါတယ်။ဒါဟာသူမရဲ့နေ့25နှစ်မြောက်အကျုံးမှုအဆုံးတတ်ခဲ့တာဖြစ်ပါတယ်။ ဝေဖန်သူများစွာကသူမအစိုးရအလွန်အာဏာရှင်ဆန်တယ်လို့ပြောဆိုခဲ့ကြပါတယ်။သူမပြောသွားပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်ဟာနိုဘယ်ဆုရှင်မိုဟာမက်ယူနက်စကိုယာယီခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ပြီးနိုင်ငံရေးပြည်ပြန်ပြောင်းလဲမှုတွေစတင်ဖို့သူကူညီခဲ့ပါတယ်။ဒါပေမဲ့ဝေဖန်သူအချို့ကယူနက်စ်လက်အောက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဟာမရေရာမတည်ချာမှုနဲ့ခွဲထွက်နေစေဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။လူအခွင့်အရေးဖွဲ့စည်းတွေကလည်း ယူနက်စ်အစိုးရကစန့်ကျင်ဘက်အဖွဲ့ဝင်တွေရဲ့နိုင်ငံရေးနဲ့လူအခွင့်အရေးကိုချိုးဖောက်နေတယ်လို့ဆိုဆွဲထားပါတယ်။ဒါဟာရခိုင်အစိုးရပြုတ်ချခြင်းရဲ့အကြောင်းတစ်ခုဖြစ်ခဲ့တဲ့ပြဿနာတစ်ခုနဲ့အတူတူပဲဖြစ်ပါတယ်။